ကလေးတွေမှာအကြီးဆုံးကလေးအလတ်ကလေးအငယ်ဆုံးတူတူတော်ကလေးဆိုပြီးတော့အမျိုးမျိုးသောအစီအစဉ်လိုက်မွေးဖွားကြပါတယ်ဒီလိုမွေးဖွားမှုအစီအစဉ်လိုက်ကလေးလေးတွေမှာမတူဝဲပြားတဲ့ထူးခြားချက်လေးတွေရှိနေပါတယ်အခုတစ်ခါမှာတော့အလတ်လေးတွေမှာတွေ့ရတဲ့ထူးခြားချက်လေးတွေအကြောင်းဝေမျှပေးသွားမှာပဲဖြစ်ပါတယ်အလတ်တွေမှာတွေ့ရတဲ့ထူးခြားချက်လေးတွေကပထမဆုံးတစ်ချက်အနေနဲ့ကကြတော့တီတွေဖတ်တင်းညာကောင်းတာပါ ဒုတိယနေရာမှာမွေးဖွားလာတဲ့အလက်လေးတွေဟာဆိုရင်အကြီးဆုံးတွေအငယ်ဆုံးလေးတွေထက်တီထွင်ဖန်တီးနိုင်စွာပိုပြီးတော့ကောင်းကြပါတယ်။စိတ်ကူးညာပိုပြီးတော့ရှင်သန်ကြပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့အမိကိုကင်းတာပါအလက်လေးတွေရဲ့နောက်ထပ်အားသာချက်တစ်ခုကတော့ငင်းစင်ကလေးကဖေဖေတွေကအကြီးဆုံးတွေကိုပို့ပြီးဆိုင်ပြီးတော့မိမိတွေကအငယ်ဆုံးလေးတွေကိုပို့ပြီးဆိုင်တဲ့အခြေအနေမှာကြီးပင်းလာရတဲ့အတွက်ကြောင့်မို့လို့အရာရာကိုကိုယ့်အကူကိုလှုပ်ဆောင်ရင်းနဲ့အမိကိုကင်းသူတွေအဖြစ်ကြီးပင်းလာတတ်ကြပါတယ် နောက်တစ်ခုအနေနဲ့ကတော့အောင်မြင်လူစိတ်ပြင်ပြတာပါအလတ်လေးတွေရဲ့နောက်ထပ်အချက်တစ်ခုကတော့အရာရာကိုအောင်မြင်မှုရချင်တာပဲဖြစ်ပါတယ်။အောင်မြင်လို့စိတ်ပြင်းပြကြပြီးတော့အရာရာတိုင်းကိုပြီးမြောက်အောင်မြင်အောင်လုံဆောင်တတ်တာကလည်းသူတို့လေးတွေရဲ့အားသာချက်တစ်ခုလိုပဲဆိုရပါမယ်။ နောက်တစ်တကူကတော့ပေါင်းသေးဆက်ဆက်ရေးကောင်းတာပါအကြီးနဲ့တက်အောင်ပေါင်းသလိုအငယ်ကိုလည်းညှတာရမယ်ဆိုတဲ့အတီကိုငငယ်ကလေးကယင်းနီကျုံးဝင်ခဲ့တဲ့အလက်လေးတွေဟာလူတိုင်းနဲ့တက်အောင်ပေါက်တက်ကြပြီးတော့ပေါင်းသေးဆက်ဆက်ရေးကောက်တက်ကြပါတယ်သူတို့လေးတွေကိုပေါင်းသေးဆက်ဆက်ရေးကောင်းအထူးတလည်တင်ပေးစရာမလိုပါဘူးနော်နောက်တစ်ခုကတော့ညီချင်ရင်သမားတွေပါလူတိုင်းနဲ့ပေါင်းသေးဆက်ဆက်ရေးကောင်းကြသလိုစိစက်ညှိနှိုင်းမှုကိုလည်းကောင်းကောင်းလုပ်တတ်ကြပါရစေ။အချင်းများဖွဲ့ရာတွေကိုရန်စားမထွက်စေဘဲနဲ့ဖြည့်ရှိတတ်တာကလည်းအလက်ကလေးတွေရဲ့ဆွေရည်တစ်ခုပါ။ တန်တမန်လှုပ်တဲ့သူတွေဆိုပြီးတော့တော့မှတင်စားကြပါတယ်နော်နောက်တစ်ခုကတော့ဥဆောင်နိုင်စံကိုမြည်ကြတာပါအလက်လေးတွေကအမြေကူကိရုတင်မဟုတ်ပါဘူးအပေါင်းတင်ကြမှာလဲကောင်းကောင်းလှုပ်ဆောင်နိုင်ကြပါတယ်ဘဝလူတွေပေါ်တွေအပေါ်မှာလဲတိခါနိုင်စံမြည်တယ်လို့အကောင်းဆုံးဥဆောင်မှုတွေကိုလည်းလှုပ်ဆောင်ပေးတတ်ကြပါတယ်ခေါင်းဆောင်နိုင်စံအပြင်စွန့်စားတီထွင်လူစိတ်တွေကလည်းပြင်ထန်ကြပါတယ်နောက်တစ်ခုအနေနဲ့ကတော့တငယ်ချင်းတွေကိုချက်ခင်တာပါ အလတ်လေးတွေကမိသားစုရေထဲမှာဖာတိဖာသာနေတတ်ပေမဲ့တငယ်ချင်းမိတ်ဆွေတွေကိုတော့ပွင့်လင်းစွာဆက်ဆံတတ်ပြီးတော့မိတ်ဆွေတငယ်ချင်းတွေကိုပုံမထက်ပို့ပြီးတော့ခင်တွေ့ကြပါတယ်။နောက်တစ်ခုကတော့ဟာသညာရွှေနာပါ။ပုံဝင်ချင်းမှာရှိတဲ့လူတိုင်းကိုပြောင်းအောင်ထားနိုင်စွမ်းမြင့်မှာကြပါတယ်။ကိုယ်တိုင်ကစဉ်ညစ်နေရင်တောင်မှအနည်းပုံဝင်ချင်းမှာရှိတဲ့သူတွေကိုပြောင်းရွှင်နေစေဖို့ဟာသတွေကိုပြောတတ်ကြတဲ့အရေးတို့တစ်ခုကိုလည်းပိုင်ဆိုင်ထားကြပါသေးရဲ့နော်။ကလေးတိုင်းမှာကိုရီကိုသွေးမျိုးစုံရှိကြပါတယ်။ အလက်လေးတွေမှာတော့အခုပြပြခဲ့တဲ့ကိုရီကိုသေးလေးတွေကိုပိုင်ဆိုင်ထားကြပါဗါအကောင်းဆုံးဖြစ်လာအောင် ပြုထောင်ပေးဖို့ကတော့ပြပြမြေမြေတို့ရဲ့တာဝန်ပေါ့နော်ကလေးတွေကိုငယ်စဉ်ကတည်းကအကောင်းဆုံးပြုထောင်ပေးတာကကလေးတွေကိုကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက်အကောင်းဆုံးအထောက်အပံ့ပေးလိုက်တာပဲဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်